ကချင်သားကြီးအောင်လားခေလွန်မှာစောင့်ကြည့်ရမယ်နောက်ထပ်ကချင်မျိုးဆက်တဲ့ဖိုင်တာမလေးတအုပ်ကြောင်းအားလုံးပဲမင်္ဂလာပါများ Football IQ ကတင်ဆက်နေပါတယ်။တန်း60သောမြန်မာပြည်သူပြည်သားတွေကိုပျော်ရွှင်မှုတွေပေးဆွနိုင်ခဲ့တဲ့ဒူရဲသောလူပုဂ္ဂိုလ်ကတော့မြန်မာကိုစားပြုတ်ကချင်လူမျိုးဖြစ်တဲ့ MMA Fighter ကြီး Bami Python ကိုအောင်လားအန်ဆန်းဖြစ်ပါတယ်။အောင်လားအန်ဆန်းကသူနားမြူခင်ကလေးကမြန်မာပြည်က Fighter တွေအတွက်ပေါင်ကူတရားတပွဲ One Championship နဲ့ရှိတ်ဆက်ပေးကြတာဖြစ်ပြီး MMA ကစားနည်းပါဝင်တိုက်ခိုက်ရေးပွဲစဉ်တွေကိုမြန်မာပြည်သားတွေစိတ်ဝင်စားလာအောင် လမ်းပြပေးခဲ့တဲ့ခရင်းကချင်းလူမျိုးဖိုင်တာကြီးတူဖြစ်ပါရယ်။အောင်လန့်အစံခေလုံမှာကချင်းဖိုင်တာတွေရှားပါလာပြီမြေအခုရတဲ့သတင်းကြီးနေသူကချင်းဖိုင်တာမလေးတအူးကလည်းရှိလုံနေတာဖြစ်ပါရယ်။သူကတော့ကချင်းလူမျိုးဖိုင်တာမလေး Rosemary လငွေစနုပန်ဖြစ်ပါရယ်။ထိုင်းနိုင်ငံမှာရှိတဲ့မွေထိုင်းဖွဲ့စည်းရေးထဲမှာသူမရဲ့လက်စားလမ်းနာဘလောက်ရှိလဲဆိုတာအတွေ့အကြုံယူထိုးတက်နေတဲ့ Rosemary ကိုတော့သူမရဲ့ TikTok, Instagram, Facebook စတဲ့အကောင့်တွေကိုစောင့်ကြည့်နေတဲ့သူဆိုရင် ပေါ်ပြီးတော့တိပါလိမ့်မယ်။အချင်းမာလေးကအသက်အရွယ်အားဖြင့်20ဆွန်းဆွန်းသာရှိသေးပြီးမွေတိုင်းပွဲစဉ်အချို့ကိုလည်းထိုးသက်ထားတဲ့ fighter မာလေးတူဖြစ်ပါရည်။ဝါနာယတိုက်ခိုက်ရေးလောကထဲဝင်ရောက်လာခဲ့တဲ့အချင်းမာလေး Rosemary ကဝါနုပေမဲ့ပညာပိုင်းမငယ်တဲ့ fighter မာလေးလို့ပြောလို့ရပါရည်။လက်ရှိမှာတော့သူမကလောလောလတ်လတ် Crudan Fight ဆိုတဲ့မွေတိုင်းဖွဲ့စည်းမှထိုးသက်နေပြီးချန်ပီယံကပတ်ကိုပါရယူထားတဲ့သူလည်းဖြစ်ပါရည်။ Crudan Fight ရဲ့မြို့သမီ Banner Weight တန်းမှာ Ancient Thai မြို့သမီ fighter ကို ကိုမီကိုရီမှာမဟုတ်ပေမဲ့အသာစီးထိုးတက်ပြီးတော့ချန်ပီယံကပတ်ရယူနိုင်ခဲ့တာဖြစ်တယ်လို့ဂျာပင်းနဲ့ဖိုက်တာလေးလို့ပြောလို့ရပါတယ်။အရမ်းမောင်းကလည်းထိုင်းဖိုက်တာမာလီကအတော်အသာတယ်လို့ခြေတံလက်တံလဲရိုးစမယ်ရီထက်သားတယ်ဆိုပေမဲ့ခြေထွက်လက်ထွက်မှာတော့ရိုးစမယ်ရီကအတော်အသက်ပါတယ်။တက်လုံးနဲ့မာကုံပိုင်းမှာလိုအပ်ချက်ရှိနေသေးတုံးဆိုပေမဲ့ရိုးစမယ်ရီရဲ့ပွဲပေါ်ဖတ်တတ်မှုပေါ့စင်စကေးတွေကတော့လေ့ကျင့်ပေးရင်လေ့ကျင့်ပေးသလောက်အရာရောင်းမဲ့မျိုးသမီးဖိုက်တာလေးလို့မြင်မိပါတယ်။မြန်မာပြည်မှာမျိုးသမီးဖိုက်တာဆိုလို့လည်းချိုးကြည့်လို့ရတဲ့နေသားမျိုးမှာ ရိုးစမယ်ရီကလည်းအရီစရင်ကိုတပြေးပြေးနဲ့ပါဝင်လာခဲ့ပြီဖြစ်ပါရီကချင်းပြည်နယ်မြကြီးနားမျိုးစုလေးရိုးစမယ်ရီကလက်ရှိနာမည်သိမ်းမရတဲ့အဖွဲ့အစည်းတွေကနေတစင်ချင်းတစင်ချင်းနဲ့အစင်းမြင့်နဲ့ promotion ဖွဲ့စည်းရည်ကြီးကိုအရောက်လှမ်းနိုင်မှုအတွက်ဝမ်းစာဖြစ်နေစေဆိုတာပြောလို့ရပါတယ်အဖက်ဘက်ကအစင်းစင်းဖြစ်ပြီးဆိုတာနဲ့အရီကောင်မလေးကိုမိတ်ဆွေတို့မြင်ကြီးညားတဲ့တိုက်ခိုက်ရေး promotion ကြီးမှာ မြင်ရဖို့ဆိုတာဖြစ်လာနိုင်မှာသိကြပါရီ Fire and Q ရောပြင်ပလူနေမှုပုံစံမှာကောင်းတဲ့သူလေးဖြစ်တယ်လို့ပရိသတ်တွေနဲ့ဘလိုမျိုးလိုက်လျောညီထွေးဖြစ်အောင်နေရမလဲဆိုတာပါသိတဲ့သူလေးမလို့ Fighter ဘွားအောင်မြေလန်းချောင်းကလည်းဖြူဖြောင်းနေတယ်လို့ပြောရမှာဖြစ်ပါရီဒူကရိုင်းလည်းမြန်မာ Fighter အများစုထိုးတက်နေတဲ့ One Championship လို့ promotion မှာထိုးကျင်နေဆိုပြီးဖွင့်ရထားတာမို့လို့ Brodie ကနောက်ပိုင်းနောက်ထပ်မြန်မာပြည်သားတိုင်းရင်းသား Fighter မလေးတအုပ်ကိုမြင်တွေ့ရဖို့ရှိနေတာလည်းဖြစ်ပါရီဒါပြင် Rosemary ကတိုက်ခိုက်ရေးစွမ်းရည်ပြင်း ရုပ်ရည်လေးကလည်းအမျိုးသားလူပြည်သက်ကြီးဝန်ရံချင်းလောက်အောင်ချစ်စရာကောင်းသူလေးမလို့အောင်မြင်ကြောကြားအောင်မဲ့ဖိုက်တာမလေးတူလို့ပြောရင်းနဲ့ဒီကုန်းချုပ်လိုက်ပါရီညာစုံထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရီညာ